ာသနာနော်မှာကာလကလေးတွေကရှိတာယသိတွေယသိတွေဒီဘေရင်ကျန်းကန်တွေကိုတည်ထွင်တဲ့ယသိတွေရှိတယ်အဲ့တော့တော်တော်ကြာပြီပြောရမှာပဲသာသနာမရှိခင်ကလေးကဒီယူဝါဒတွေရရှိတာဘေရင်ဝါဒတွေရရှိတာနေနံတွေရရှိတာအဲ့တော့ကြာပြီပေါ့လေဆိုတော့ဒီနေနံနဲ့နာမည်ပေးတာကတော့ဗုဒ္ဓဝါဒတော့မဟုတ်ပါဘူးအဲ့တော့တချို့ကတော့နာမည်ဟိုအလေးထားတာပေါ့ ဓာတ်စည်းတယ်လို့ပါတော့ပေါ့နော်ဆိုတော့နာမည်လှလာလေးဒီတမင်တကာရွေးပေးကြတာပေါ့ဒါပေမဲ့ဗုဒ္ဓဝါဒအရကတော့နာမည်ကအဓိကမကြောင်နာမည်ဆိုတာပညာတစ်ခုပဲခေါ်ဖို့ပဲထားတာလူတယောက်လူလူချင်းရောသွားမှာဆိုတော့သူ့ကိုမောင်ဖြူသူ့ကိုမောင်လာစသည်ဖြင့်မတူတဲ့နာမည်တွေပေးကြတာပေါ့နာမည်ရှိမှတယောက်နဲ့တယောက်ခေါ်ကြပြောကြတဲ့အခါမှာအဆင်ပြေတယ်လေနာမည်မရှိရင်ဘယ်လိုပြောကြမလဲဘယ်လိုခေါ်ကြမလဲခေါ်လို့မှမရဘူးပြောလို့မှမရဘူးတော်မြတ်စွာဘုရားတော့နာမည်တစ်ခုတော့ပေးခိုင်းလိုက်ပေးကြပေးရပဲပေါ့နော်ဆိုတော့မြတ်စွာဘုရားလက်ထက်တုန်းကတော့ဘုန်းကြီးဝင့်ရယ် ဒီဂုရုကရင်ဘုန်းကြီးနာမည်တော့တိတိမရှိဘူး။အစင်းပြေလို့ခေါ်ကြတာပဲ။ဟုတ်နော်။ဒီမှာရှင်သာရိပုတ္တရာဆိုရင်သူ့ရဲ့မူနာနာမည်ကဥပတိတ္တလေ။ဒါပေမဲ့သာသနာဘုန်းကဝင်လာတဲ့ခါကျတော့သူ့ကိုဥပတိတ္တလို့ဘယ်သူမှမခေါ်ဘဲနဲ့ပါရိပုတ္တလို့ခေါ်ကြတယ်။ဟာဘယ်သူမှပြေးရမှာမဟုတ်ဘူး။တန်ခါတော်တွေကအလွယ်ကူခေါ်ကြတာ။ရှင်သာရိပုတ္တရာကိုရိုသေလေးစားသောအပြင်သူ့နာငယ်နာမည်ကိုမခေါ်ခြင်းဘူး။မခေါ်ခြင်းတော့ဩတန်ဒီပုံလေးမရဲ့တားဆိုတဲ့နာမည်နဲ့ခေါ်လိုက်ကြတာပဲ။တာရိပုတ္တလို့ခေါ်လိုက်ကြတာပဲနိ။အဲဒီလိုမျိုးပေါ့နော်။ အချိန်မှာကတ္တပဆိုရင်လည်းသူ့နာမည်မူရင်းမဟုတ်ဘူးသူ့ရဲ့မျိုးရိုးနာမည်ကိုခေါ်လိုက်ကြတဲ့သဘောပဲအဲ့တော့တကူတကာကြီးကိုနိမ့်တန်နဲ့ကပ်ပြီးပေးထားတဲ့နာမည်တလုံးမှမပါဘူးနော်မြတ်စွာဘုရားတို့ကရဟန်းတော်တွေရဲ့နာမည်တွေကနော်နိမ့်တန်နဲ့ကပ်ပြီးပေးထားတဲ့နာမည်မဟုတ်ဘူးအစင်းပြသလိုခေါ်လိုက်ကြတာမျိုးတွေပါပဲအဲ့တော့ဒီဘက်ခေတ်ကျတော့လည်းဒါဟိုရိုးရအောင်လို့ဖြစ်သွားတာပေါ့နော်လူပုဂ္ဂိုလ်တွေရောရဟန်းတော်တွေရောနာမည်ပေးတဲ့အခါမှာနိမ့်တန်လေးနဲ့ကပ်ပြီးပေးကြတာပေါ့နော်အဲအဲ့တော့ယုံကြည်တယ်လို့ဆိုတာအထက် အစင်လာသဘောအနေနဲ့ပေးကြတဲ့သဘောအဲကြောင့်နာမည်ကိုကြည့်လိုက်တာနဲ့ဒီဘုတ်ကဘာနေသားဆိုတာမျိုးခွဲခြားကြတာကိုနော်အဲ့ဒါမျိုးခွဲခြားတယ်အဲဒါတော့အဓိကမကြောက်ဘူးဒါကြီးကမသားစေချင်ဘူးဗုဒ္ဓဘာသာလည်းမဟုတ်ဘူးကျောင်းမှလည်းဥစ္စာတန်ဃာတော်တွေကိုနာမည်ပေးတဲ့အခါမှာအဲ့ဒါလေးအမြဲတမ်းပြောဖြစ်တယ်တော့ကြနစ်နန်နဲ့ပေးတဲ့အခါကျတော့ဗုဒ္ဓဘာသာလို့ထင်နေမှာဆိုလို့လေတော့နစ်နန်နဲ့မပေးရင်ကိုပဲတခုခုဖြစ်သွားမလားဆိုတာမျိုးတွေဖြစ်နေမှာဆိုလို့မဟုတ်ဘူးလို့နင်းနေနေပြည့်တယ်ဆိုတာကတော့အစင်လာရိုးရကြလေးအနေနဲ့ပြည့်တာဗုဒ္ဓဘာသာမဟုတ်ဘူး ဒါကြောင့်ဒီနိနံဒီပေါ်မှာအစွဲလမ်းတွေမထားနဲ့။ဒါကြောင့်ဦးဇင်းတို့ဖျားတွေပါတွေကရောတဲ့ခါဆိုရင်လည်းနိနံတွေဦးဇင်းအဓိကထားမနေတော့ဘူး။ကိုအစင်ပြတဲ့နေရာတိတ်ဆိတ်တဲ့နေရာမှာသွားကရောလိုက်တာပါပဲဖျားကိုလေ။ကိုနိနံရောဒီကူဒီကိုင်မရရအောင်ရွေးချာနေတာမျိုးအလုပ်ကမလုပ်တော့ဘူး။အဲအဲ့လိုမျိုး။ဒါပေမဲ့မြန်မာနိုင်ငံမှာကဖျားစရီတဲလို့ရှိရင်တော့နိနံတွေပါကြတာကြီးပဲ။နိနံဂျိုးတွေပေါ့နော်။ဂျိုးတွေပါကြတာကြီးပဲ။တနင်္ဂနွေတောင်းစနေတောင်းအဲ့လိုပါကြတာ။မပိုင်ရင်ကိုပဲဖျားမဖြစ်တဲ့အတိုင်းဖြစ်ကုန်ကြတာ။အဲမြန်မာနိုင်ငံမှာရှိတာလေ။ကမ္ဘာနိုင်ငံဇေဒီအသေးသေးမှာ ဲ့ဒါမျိုးမရှိဘူးလေမြန်နိုင်ငံဘာမှမရှိဘူးတိလင်ကဒီကကမ္ဘောဒီးယားအင်္ဂလိပ်ချင်းဟိုထိုင်းနိုင်ငံဟိုဟိုဘက်ကအိန္ဒိယနိုင်ငံပေါ့နော်ဒီနိုင်ငံတွေမှာဇီတီတယ်လို့ရှိရင်ဘာဂျိုတောင်းမှမပါပါဘူးဒီလိုပဲဖျားဇီတီတည်လိုက်ကြတာပါပဲမြန်မာတွေကတော့ဇီတီတန်အဲ့ဒါလေးပါလိုက်မှမပါရင်တခုခုလုံနေတယ်လို့ဖြစ်နေတာဆွဲတာဆွဲတာနော်ဆွဲပါဖျားပူစောတာလေဒီဂျိုဒန်တွေကဘာကိစ္စပါလာမှာတော့အဲ့တော့ဂျိုဒန်တွေကဘုန်းကြီးတွေကိုယ်တိုင်ကအဲ့လိုမျိုးလိုက်ထည့်တော့လူတွေကလည်း အဲ့ဒီဂျိုပေါ်မှာပွင့်နေကိုတိုင်အလေးထားတယ်လို့ခံယူထားပြီးတော့မရရအောင်ဂျိုတိုင်နေရာလိုက်ရှာပြီးချေကိုကြတာပဲနော်ဂျိုလိုက်ရှာပြီးတော့ချေကိုကြတာငါတမင်းကိုနေသားမလို့တင်းင်းကိုနေသမီးမလို့တင်းင်းကိုနေတောင်းသွားရအောင်ဆိုတော့ဖြစ်ကုန်ကြတာပေါ့ဆိုတော့အဲ့ဒါတွေကတော့အဓိကမကြောက်ဘူးဘယ်တော့မှပဲချေကိုချေကိုကုသိုလ်ရတာကြီးပါပဲနော်